အာကျွန်တော်တို့ဒီနေ့ကြာတော့ကျွန်တော်တို့ဒီ linux ကိုဘယ်လိုသုံးလဲဆိုရဲအာ session ကိုဆက်ပြီးတော့သွားမှာပေါ့နော်အာကျွန်တော်တို့ဒီမှာ linux ကိုကျွန်တော်သုံးလို့ရတဲ့နေရာကအများကြီးရှိတယ်အာကျွန်တော်ရှင်းပြခဲ့ပြီပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကျွန်တော်ရဲ့ course မှာတော့အာ window မှာဘယ်လိုသုံးမလဲကျွန်တော် mac os မှာဘယ်လိုသုံးမလဲဆိုတာရဲ့နောက်တစ်ခုကကြာတော့ကျွန်တော်ဒီ android မှာဘယ်လိုမျိုးသုံးလို့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော် knowledge အနေနဲ့ထည့်ပြီးတော့ပြောပြတတ်မှာပေါ့နော်โอเคဆိုတော့ အာဒီမှာဟိုဒီအခုကျွန်တော် Windows မှာဘယ်လိုသုံးလဲဆိုတဲ့အားကိုကျွန်တော်အရင်ဆုံးရှင်းပြပေးပါမယ်အာဒါပေမဲ့ပြဿနာတစ်ခုရှိတာကကျွန်တော်ဒီ Windows မှာသုံးလို့ရနေလမ်းကျွန်တော်၃မျိုးလုံးကျွန်တော်ပြောပြမယ်ဒါပေမဲ့အဲကျွန်တော်တို့ဒီ course မှာတော့ကျွန်တော်အဓိကအားဖြင့် focus focus ကကျွန်တော်သုံးလို့ရတယ်ဆိုုံလောက်ပဲအဓိက focus ထားပြီးသွားမှာပေါ့နော်လောလောကူကူနဲ့သုံးလို့ရတယ်အာ lineage ရဲ့ command ကို run ကြည့်မယ်ဆိုတဲ့သဘောတရားကိုပဲကျွန်တော်ကအဓိကဥတည်ပြီးတော့သွားမှာပေါ့နော် အာကျန်တဲ့ knowledge တွေလည်းကျွန်တော်ပြောပြလိုက်ပါမယ်အဲ့တော့အကယ်၍ကိုကလိုက်ပြီးတော့ဟိုလုတ်တက်ခြင်းနဲ့လုတ်ကြည့်ခြင်းနဲ့ဆိုရင်တော့ကိုတိုင် try ကြည့်ပါကျွန်တော်ဒီမှာဒီ course မှာ lineage ကိုအဲ့လိုအသေးစိတ်ကြည့်တော့အကုန်လိုက်ပြီးသင်ပေးမနေနိုင်တာဖြစ်တဲ့အတွက်ဆိုတော့တချို့အပိုင်းတွေတော့ကျွန်တော်ကိုကျွန်တော်ကိုတိုင်ကောက်ကို skip ခဲ့ရမှာဖြစ်ပါတယ်ဆိုတော့ okay အဲ့တော့ကျွန်တော်ဒီ Windows OS မှာဘယ်လိုမျိုးသုံးလဲဆိုတော့ကျွန်တော်ပြောပြမှာပေါ့နော်ဆိုတော့အသုံးရနီလန်သုံးမျိုးရှိတယ်ကျွန်တော်ဒီမှာအာကျွန်တော် Jewel Boost လုပ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ ဗာဂျူရယ်မက်ရှင်နဲ့တွဲပြီးသုံးတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ WSR ဆိုရယ်နည်းပညာကိုသုံးသုံးတယ်ပေါ့နော်โอเคဆိုတော့ပထမဆုံးတစ်ခုတစ်ခုပဲကျွန်တော် recommend နည်းနည်းလေးပို့ပြီးပေးမယ်ဆိုတော့ဆိုလိုချင်တာဘာလဲဆိုတော့ကျွန်တော်ဒီ course မှာကျွန်တော် language ကိုသိစေချင်တယ်အော်လုံးဝ specialist ကြီးကျွမ်းသွားစီကျင်တာမဟုတ်ဘူး language ကိုအာစပြီးတော့မြည်ဆန်းကြည့်စီကျင်တယ်အာနောက်ကြရင်ဟိုဒါကသုံးဖို့လိုချောင်းပေါ့နော်သုံးတက်ဖို့ကျွန်တော်က အာတိစေချင်တာပေါ့နော်သုံးထက်စေချင်တာအဓိကအဲကျွန်ကျွန်ရင်းချင်းကြီးဟို specialize ဟိုဒီ linux ဟို specialize ကြီးလို့ဟို specialist ကြီးလို့လုံနေစေချင်လုံနေစေချင်တာတော့မဟုတ်ဘူးဆိုတော့ဆိုတော့ကျွန်တော်ဒီမှာအာနီလန်သုံးခုလုံးပြပြသွားမယ်ဒါပေမဲ့ဟိုအာကျွန်တော် recommend ပေးတာတော့ဒီ course အတွက်ပေါ့နော်ဒါကျွန်တော် recommend ပေးတာတော့ကျွန်တော်ဒီ WSL ဆိုတဲ့နည်းပညာကို recommend ပေးပါတယ် အမဟုတ်ဘူးကိုကဒီမှာဒီ course ဒီ course ကိုတကယ်ကြိုက်သွားပြီပေါ့နော်ကြိုက်သွားပြီ sorry ထောက်ရဒီ course ကိုအရင်ဝါသနာပါသွားပြီပေါ့နော်အဒီသင်ခန်းစာတွေလိုက်လုံရင်းနဲ့ဟိုနောက်ထပ်သင်ခန်းစာတွေပေါ့နော် command line သင်ခန်းစာတွေရောက်တော့ဟိုဒီသင်ခန်းစာတွေကိုတော်တော်လေးအာကျင့်တတ်တယ်ပေါ့နော်ကျင့်တတ်ပြီးတော့ဒီ Danish ကိုတော့အရင်ကြိုက်သွားလို့ အာသုံးကျင်တယ်နော်ကိုယ့်ရဲ့နေ့စဉ် daily life မှာသုံးကြည့်ကျင်တယ်ဆိုရင်တော့ဟိုကျွန်တော်ရဲ့နောက်ထပ်နီလန်းနှစ်ခုအသုံးပေါ့နော်ဒီနောက်ဆုံးနီလန်းကိုသုံးတာအကောင်းဆုံးပဲပေါ့နော်အာအဲ့လို daily life ကြီးသုံးကျင်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီ linear scale လေးကိုတက်တက်ကျင်တယ်ဆိုရင်တော့အာကျွန်တော်ဘာဘယ်လိုမျိုးသုံးမလဲဆိုရင်ကျွန်တော်တို့ဒီဒုတိယနီလန်းတစ်ခုယူပေါ့နော်ဆိုတော့ option သုံးခုရှိတယ် ဆိုအရန်ကိုလောလောကူကူနဲ့ဟိုကျွန်တော်တို့ရဲ့ဒီကွန်ပျူတာကလည်း performance တွေကလည်းမကောင်းဘူးပေါ့နော်ကျွန်တော်ဒီမှာ page မှာကျွန်တော်မိထားရရှိတယ်အဲကွန်ပျူတာတွေကတချို့ကွန်ပျူတာတွေ performance မကောင်းမနိုင်ဘူးပေါ့နော်ဆိုတော့ဒီ linux ကို linux ရောဒီ and ဟိုပေါ့ windows ရောနှစ်ခုစလုံးကိုဒီကွန်ပျူတာလေးတစ်လုံးပေါ်မှာဟိုဘက်ကဒီ run နေပေါ့အဆင်မပြေဘူးပေါ့နော်ဆိုတော့အဲ့ဒီလိုလူတွေအတွက်ကတော့အကောင်းဆုံးကကျွန်တော်တို့ဒီအာ browser နီးလန်းအကောင်းဆုံးပဲ မဟုတ်ဘူးပေါ့နော်အခုကျွန်တော် daily life ကြည့်သုံးနေတာမဟုတ်ဘူးအဲ့လိုတီးတန့်ရင်ကွန်ပျူတာကြီးတစ်လုံးလိုဟိုထားပြီးသုံးနေတာမဟုတ်ဘူးပေါ့နော်အော် linux ကိုဥမာ windows ရဲ့အစာထိုးပြီးတော့တုံးကသုံးပြည့်ချင်းလိုက်တာမျိုးမဟုတ်ဘူးအဲ့အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒုတိယနေ့ရကောင်းတယ်အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ကွန်ပျူတာလေးရယ်နော် windows သုံးရတယ်အဆင်မပြေဘူးဒီ course ဒီ course ကိုလည်းဟိုဒီ linux သုံးနေနေလည်းတိသွားပြီပေါ့နော်ဆိုတော့တော်များများတိသွားပြီအထာကြီးလည်းနှက်သွားပြီအဲ့လိုမျိုးဆိုရင် အာကိုယ့်ရဲ့ကွန်ပျူတာအတွက်လည်းကောက်ပို့ပြီးတော့ကောင်းအောင်เนาะကိုယ့်ရဲ့ daily life မှာလည်းအာအသုံးဝင်အောင်ဆိုရင်တော့တတိယနည်းလမ်းတော့เนาะ Okay ဆိုတော့ပထမဆုံးနည်းလမ်းနေစပြီကျွန်တော်ပြောပြပါမယ် okay ပထမဆုံးနည်းလမ်းကဘာလဲဆိုတော့ကျွန်တော်တို့ WSL လို့ခေါ်တယ်နော် WSL ဆိုတော့အရှိကောက်က Windows Subsystem for Linux လို့ခေါ်တယ်ဆိုတော့အဲ့ဒီနည်းလမ်းအလွယ်ကုန်အလွယ်ကူဆုံးပဲအဒီထက်လွယ်ရအောင်မရှိတော့ဘူးနော်ဆိုတော့ကျွန်တော်လည်းအရင်တော့မသိဘူးဆိုတော့ဒီကောင်ကလည်းအခုနောက်ပိုင်းမှစပူပေးတဲ့အရာဖြစ်တဲ့အတွက်ဟိုအရင်တော့ကျွန်တော်ဒီနည်းလမ်းကိုမသိကြဘူးပေါ့နော် ဆိုတော့သူကအရန်လွယ်တယ်ဒီကျွန်တော် Windows မှာပဲ download ဆွဲလိုက်ရုံပဲအဲဒါပေမဲ့ Windows မှာ download ဆွဲလိုက်ရဲဆိုတော့ကိုက Windows ကို pro pro version တွေပါဝင်မသုံးထားဘူးဆိုရင်တော့အာ download လုပ်လို့ရချင်မှရမှာပေါ့နော်အဲအားနဲ့ချက်တွေရှိပါသေးတယ်အဲဒါဆိုရင်တော့မရအောင်ဆိုရင်ဒုတိယနေလောက်အောင်အောင်ပေါ့နော် okay ဆိုတော့လုံပုံလုံးကြီးကအရန်လွယ်တယ်ဆိုတော့ဒါကိုသုံးလိုက်ရင်ကျွန်တော်တို့ကအဲဒီမှာဒီ command လေးရပေါ့နော် WSL ဆိုရဲဒီ command လေးကိုရိုက်လိုက်ရုံပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ lineage တုံးလို့ရတဲ့ နေရာပေါ်လာပြီပေါ့နော်ဆိုတော့ပေါ်လာဆိုတော့သူကအဲ့လိုအာ GUI တော့မပေါ့ဘူး GUI ဆိုတော့ကျွန်တော်တို့ခုဒီမှာမြင်နေရတဲ့ဥမာဘာလေးကိုနှိမ့်ပါဖြစ်တယ်ပေါ့နော် Windows key သုံးနေရတယ်လို့အာဥမာ back cloud ကိုနှိမ့်ပါဖြစ်မယ်ဘာနှိမ့်ဘယ်ရောက်သွားမလဲအဲ့လိုမျိုး cloud တွေတော့မပေါ့ဘူးအာအဓိကကသူက command ပေါ့နော်ကျွန်တော် command တွေရေးရပေါ့ဟောဒီလိုကုတ်တွေရေးရပေါ့နော်ထောက်ရလူနားလည်းအောင်ပြန်ကုတ်တွေရေးရပေါ့နော်ဆိုတော့ကုတ်တွေရေးပြီးတော့ကျွန်တော်တို့ကအလုပ်တွေကိုဖြစ်ရှင်တဲ့အလုပ်တွေကိုအာလုပ်လို့ရပေါ့နော်ဆိုတော့ဒီလိုမျိုးပါဆိုတော့ okay အဲ့တော့ဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့ အရင်ကဘယ်လိုတုံးလဲဆိုတာကြောအရင်ပြမယ်ပြီးမှ install ဘယ်လိုဆိုလဲဆိုတာပြမယ်နော်ဆိုတော့ okay အဲ့တော့ကျွန်တော် window key နဲ့ r နဲ့ကိုနှိပ်လိုက်ပေါ့နော်ကျွန်တော်ကနော်ဆိုတော့ဒီသင်ခန်းစာကိုကြည့်နေသူကအကယ်၍ mac os သမားဆိုရင်တော့ဒီအခုဒီ session ကဒီသင်ခန်းစာကဒီ mac os တုံးတဲ့သူညမဆိုင်ဘူးဒါပေမဲ့ knowledge sharing အနေနဲ့တော့ပြထားတင်တယ်ကြည့်တင်တာပေါ့နော် okay ဆိုတော့ကျွန်တော်ဒီမှာ cmd လို့ရေးလိုက်တာပေါ့နော်ဘယ်လိုရေးမှာဆိုအရင်က window key နဲ့ r နဲ့ကိုအရင်နှိပ်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ ram pouch လေးပေါ်လာလိမ့်မယ်ပြီး cmd လို့ရေးပါနော်ဆိုတော့ပြီး okay လေးနှိပ်လိုက်ပါ โอเคကျွန်တော်ဒါဒါကို terminal လို့ခေါ်တယ်เนาะဆိုတော့မသိရတဲ့သူတွေသိအောင်လို့ပေါ့နော်ဒါကြီးကို terminal လို့ခေါ်တယ် window ရဲ့ terminal လို့ခေါ်တယ် command prompt လို့ခေါ်တယ်ကြိုက်သလိုခေါ်เนาะโอเคအဲ့တော့ကျွန်တော် DM မှာ WSL လို့ရေးလိုက်လို့ရ WSL လို့ရေးလိုက်ရင်ကျွန်တော်သုံးနေတဲ့ဒီ terminal ကเนาะ windows ရဲ့ terminal မဟုတ်တော့ဘဲね linux ရဲ့ terminal ဖြစ်သွားဆိုတော့ကျွန်တော်လုတ်ချင်တဲ့ linux သဘောတရားကြီးလုပ်လို့ရတယ်ဆိုတော့ तू ကကျွန်တော်ကိုဒီ तू ဒီ linux ကို control လုပ်လို့ရတဲ့နေရာ space တစ်ခုပေးရပေါ့နော်ဆိုတော့ခုနကခုနကနေရာနဲ့တော့ location တော့မတူတော့ဘူးတခြားကျွန်တော်ကို space နေရာတစ်ခုပေးအဲ့နေရာတွေဘယ်နေရာလဲဆိုတော့ကျွန်တော်ပြပါအောင်ဆိုတော့ကျွန်တော်တို့ဒီမှာအာကျွန်တော် window key နဲ့ e နဲ့နှိပ်လိုက်ပေါ့နော်ဒါကြောင့်ဒီ box တစ်ခုပေါ့လာ။အဲဆိုရင်ကျွန်တော်ကျွန်တော်ရဲ့ကွန်ပျူတာမှာကြည့်ကျွန်တော်ကွန်ပျူတာမှာဆိုအများကြီးပဲပေါ့နော်။ဆိုတော့ကျွန်တော်ဒီမှာ uh, this ပြီးတော့ကျွန်တော်ရဲ့ဒီ storage တွေရှိအဲ storage တွေအပြင်ကိုကျွန်တော်ဒီမှာ linux တော့ပြီးတော့ wsr ကိုကျွန်တော် install ထားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ linux ဆိုပြီးတော့ထပ်ပေါ်နေသေးတယ်။အတကူကကျွန်တော်ကျွန်တော် docker နဲ့တွဲသုံးတဲ့ဟာပေါ့နော်ဆိုတော့ဒါတော့ထားလိုက်ဒါတော့မပြောပြဘူးပေါ့နော်မပြောပြဘူးစားဟိုပြောပြလည်းအသိမှမဟုတ်တဲ့ကိစ္စမျိုးတို့မပြောပြဘူးပေါ့နော်အာနောက်တစ်ခုကကျွန်တော်တို့ဒီကတော့ ubuntu ပေါ့နော်ဆိုတော့ခုနကကျွန်တော် wsr ကိုတင်ပြီးသုံးထားတာအပြင်ကတော့ကျွန်တော်ရဲ့ကွန်ပျူတာပေါ်မှာကျွန်တော်ကဘာလုပ်ထားလဲဆိုတော့ကျွန်တော်ဒီ linux ကို တင်သုံးထားအဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဟိုကျွန်တော်တို့ command ရိုက်ထည့်လိုက်တဲ့အခါမှာအာကျွန်တော်တို့ဒီလိုရသွားပြီနော်ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဟို windows ဒီ windows share ဆိုတာရှိတယ်ဟိုဒီကောင်းကဘယ်လိုဖွင့်လဲဆိုတော့ကျွန်တော်ပုံမှန် terminal ဖွင့်တယ်လို့မဟုတ်ဘူးပုံမှန် terminal ကခုနကကျွန်တော်ပြောရဲ command prompt ပေါ့နော်အဲ့တော့မဟုတ်ဒီမှာ windows power share ဆိုရင်လည်းကျွန်တော်တို့ခုန command တချို့ ਆ ရပါလိမ့်မယ် power share ဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ okay ls ကိုရရင်ကျွန်တော်တို့ဒါရပါပေါ့နော်ဆိုတော့ okay နောက်က pwd ပေါ့ နော်ဆိုတော့ဒါဆိုရင်ကျွန်တော်ဘယ်မှာရှိနေလဲပေါ့ရပါမယ်နော်โอเคဆိုတော့ဒါပေမဲ့ခုနကကျွန်တော်တို့ဒီဟိုအဲ့လည်းမဟုတ်ဘူးကျွန်တော်ရိုးရိုးပေါ့နော် command prompt ပေါ့ကျွန်တော်ခုနဆဆဖွင့်လိုက်တဲ့ prompt ပါကျွန်တော်သွားပြီးတော့ pwd ရို့နော် ls လို့ရေးရင်မရအောင်ဘာလို့ဆိုတော့ဒါကြောင့်လုံးဝ window base ကျွန်တော် window အခြေခံပြီးတော့အလုပ်လုပ်နေရနေရာကြီးပေါ့နော် space ပေးပေါ့နော်ဒီကောင်တွေကတော့အာ linux ကိုအခြေခံတာတော့မဟုတ် unix ဆိုတဲ့နည်းပညာရှိအဲ unix ဆိုတဲ့နည်းပညာကိုသွားပြီးအခြေခံနေရဆိုတော့ပြောရရင် unix ဆိုတဲ့ base ကိုအခြေခံထားရင်အဲ့ဒီမှာ ်ရှိတဲ့တချို့ command တွေကိုကျွန်တော်တို့အလုပ်လုပ်ခွင့်ရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒီအခြေခံလေးကိုယူလိုက်တာဒါကတော့ကျွန်တော်လုံးဝ lineage ဖြစ်သွားတာဒါကတော့ကျွန်တော်တို့အာဒီ power share က unit ဆိုရပုံမှာအခြေပြန်ခံထားတာပေါ့နော်ဒါကတော့ကျွန်တော်လုံးဝ windows ပဲနော် okay ဆိုတော့အာကျွန်တော်အဓိကကျွန်တော်ဒီမှာအဓိကလုတ်ချင်တဲ့ကျွန်တော်တို့ target ကဘာလဲဆို command နဲ့ရေးချင်တာဥပမာထားပါတော့ဟိုမှာကျွန်တော်အခုအာကျွန်တော်မှာဘာ file နေရှိလဲပေါ့နော်ကျွန်တော်ကြည့်လိုက်ဆိုတော့ကျွန်တော်ရဲ့အခုဒီလက်ရှိ location အောက်မှာပေါ့နော်ဆိုတော့ဒီလို file ကြီးရှိရပေါ့နော်အများကြီးပေါ့နော်ဆိုတော့ဒီလို file ကြီးရှိရ โอเคဥမာထားပါတော့အာကျွန်တော်အဒီဒီမှာသွားမယ်နော်အာโอเคဒီဘက်မှာနည်းနည်းရှုပ်နေပါတော့ဒီမှာနည်းနည်းရှုပ်နေကျွန်တော်ကဒီ WSL ကိုတော့နည်းနည်းလေးဒီဟာရှုပ်နေတတ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါဘယ်သွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာအာ Windows Power Shell လို့သွားနော်ဆိုတော့အဲ့ဒီမှာကျွန်တော် LS လို့ချက်ရေးလိုက်ဆိုတော့ကျွန်တော်ဒီမှာလည်းပဲ folder တွေရှိရောနော်ဆိုတော့အများကြီးရှိโอเคဆိုတော့အဲ့ဒီကနေမှာကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့အဲထဲမှာကျွန်တော် folder လေးတစ်ခုစောက်လိုက်ပဲနော် MK PIR ကျွန်တော် challenge ပေါ့နော် CS အာ c h e c h e l l i n g ပေါ့နော် sorry challenge ပေါ့နော်ကျွန်တော်ဖွယ်ရတစ်ခုဆောက်လိုက်နော် okay ဆိုတော့ကျွန်တော်အာဖွယ်ရတစ်ခုကျွန်တော်ရတာနော်မရဘူး okay အဲ့လိုမျိုးပဲကျွန်တော်ဒီဘက်ချမ်းမှာလေးပဲကျွန်တော်ဖွယ်ရတစ်ခုဆောက်လိုက်ပါဘောနော် mkdir c s c h a l l i n g ဒီ challenge ဆိုကျွန်တော်ဖွယ်ရတစ်ခုဆောက်လိုက်နော် okay cannot create that so fire is it ရှိနေပြီးသားပါနော် so okay အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ uh mkdir ကျွန်တော်ဒီဘက်မှာကြာတော့ cs andra chalan g challenge ကျွန်တော်ရေးရှာတယ်ရေးရေးလိုက်ပါဘောနော်အဲကျွန်တော် folder နှစ်ခုဖြစ်သွားပြီဆိုတော့ folder နှစ်ခုဖြစ်သွားပြီဆိုတော့ကျွန်တော်အာ ls cs လို့ကျွန်တော်ချက်ရေးပြီးတော့အာ cs andra cs andra okay ကျွန်တော်ခုန folder ကိုကျွန်တော်နှစ်ခုစောက်လိုက်တယ်လို့ဖြစ်သွားပါဘောနော် cs andra ဆိုတော့ကျွန်တော် folder လေးတစ်ခုကျွန်တော်စောက်လိုက် အာ sorry ကျွန်တော်ရှားလိုက်မှာပေါ့နော် CS Sandra ဆိုပြီး okay အဲ့ဆိုကျွန်တော်အခုဘယ်ရောက်သွားလဲဆိုတော့အာကျွန်တော်တို့ဒီ LS နဲ့ကြည့်လိုက်တာပေါ့နော်ဆိုတော့ဒီ folder ရှိရပေါ့ okay ဆိုတော့နောက်ကထားဥမာထားပါတော့ကျွန်တော် LS နဲ့ထပ်ကြည့်လိုက်နော်ဆိုတော့ဒီထဲမှာကျွန်တော်ဒီမှာ challenge challenge ဆိုတဲ့ folder တစ်ခုရဲ့ကျွန်တော်ခုန command နဲ့မှားရေးလိုက်မိရပေါ့နော်ဆိုတော့ဒီမှာ CS Sandra ရ CS challenge ဆိုကျွန်တော် folder 3ခုကျွန်တော်ဘာဖြစ်သွားလဲဆိုတော့အာရလာပေါ့နော် folder 3ခုရလာ okay ဒီမှာလည်းအဲ့တိုင်းပဲကျွန်တော်ဖိုရာ၃ခုရတာနော်ဆိုတော့အဲ့တော့ကျွန်တော်ကပြောရင်တော့လုံးဝကျွန်တော်တို့ linux command တွေကိုကျွန်တော်ရေးပြီးတော့ control လုံးဝလုပ်လို့ရတယ်ပေါ့နော်အော်ဘာဖြစ်လို့ရနေရလဲဆိုတော့ကျွန်တော် linux ဒီကောင်းကြီးอ่ะဒီကောင်းကြီး unix ကိုအခြေခံတယ် linux linux ကိုနွယ်နေရပေါ့နော်ဒီကောင်းကကျတော့ကျွန်တော်တို့အာ linux ကိုကျွန်တော်လုံးဝ install ဆွဲလိုက်တယ်နော်ဆိုတော့ windows ကနေပြီးတော့ကျွန်တော် linux တုံးလို့ရအောင်လို့ကျွန်တော်တို့အနောက်ကနေပဲ layer တစ်ခုခံပေးလိုက်တယ်ဆိုတော့ပုံစံမျိုးပေါ့နော် โอเคဆိုတော့ကျွန်တော်ကအဓိကဒီ course မှာဒါကိုပဲအဓိက target ထားပြီးသွားခြင်းလားပြရရင်တော့ command တွေရေးခြင်းနဲ့အဲ command တွေရေးပြီးတော့ကျွန်တော်တို့ကအလုပ်တွေလုပ်ခြင်းကျွန်တော်ပုံမှန်အားဖြင့်ဥပမာထားပါတော့ကျွန်တော်ဥပမာပုံမှန်အားဖြင့်ကျွန်တော် folder တစ်ခုစောင့်မယ်နော်ဆိုတော့ကျွန်တော် folder တစ်ခုစောင့်ပါဆိုတော့ဥပမာ example ပေါ့နော်ဆိုတော့ကျွန်တော်ဒီတော့ folder တစ်ခုစောင့်နော်အဲဘယ်လိုစောင့်လဲဆိုတော့ကျွန်တော်ကဒါ GUI လို့ခေါ် GUI ဆိုတော့ကျွန်တော်တို့ကတစ်ခုခုလုပ်ခြင်းရင်ကျွန်တော်တို့ကကျွန်တော် click နှိပ်တယ်အဲ့တော့ပြီးကျွန်တော်ဒီအခုဒီ UI နေအပေါ်မှာလာလာပြီးတော့ကျွန်တော်ပြောပါလာလို့လဲဆိုတော့ကျွန်တော်ပြော folder လာလာစောက်တယ်ပေါ့နော်ဆိုတော့ new folder ဆိုတော့ဥမာ task ပေါ့ နော်အဲဥပမာထားတော့ CS အာ CS 100 dashboard နော်โอเคကျွန်တော်ဒီလိုကိုယ်တိုင်လာပြီးတော့ကျွန်တော်ဒီမှာအဲ့လို icon လေးတွေပေါ်လာရင်နှိပ်တယ်အဲဘာလုပ်တယ်ညာလုပ်အဲ့လိုမျိုးသွားကျွန်တော်အဲ့ဒါကို GUI လို့ခေါ်အာကျွန်တော်ခုနကကြာတော့ဟုတ်မှ sorry ကျွန်တော်ဒီဟာလေးကိုဒီရက်မှာကျွန်တော်နော် find ဆောက်မှာပေါ့နော်ဆိုတော့ new အာကျွန်တော်တို့ဒီမှာ dash file ပေါ့နော် DST အာဟိုမှာ day 2ပေါ့ ကျွန်တော် file file ဆောက်လိုက်တယ်ဆိုတော့ဒီမှာလဲကျွန်တော်ဘာလုပ်လဲဆိုတော့ file ဆောက်ချင်ကျွန်တော်ဘာလုပ်လဲအာကျွန်တော် click နှိပ်တယ်ပို့နှိပ်ဒီနှိပ်နဲ့ကျွန်တော်ဘာလုပ်သွားလဲဆိုတော့ကျွန်တော်ရလုပ်ငန်းစီကပြီးသွားတယ်မဟုတ်နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာကကြတော့အာဆိုတော့ဥမာခုနကကျွန်တော်တို့အာကျွန်တော်ပို့ရပြောင်းလိုက်ပေါ့နော်ဆိုတော့ cs ဆိုပြီးတော့ကျွန်တော်100ထက်ကိုကျွန်တော်ပြောင်းလိုက်ပေါ့နော်ဆိုတော့ okay ကျွန်တော်အဲ့တော့ကျွန်တော် cs ဆိုပြီးပို့ရသေးတယ်ကိုကျွန်တော်ရောက်သွားပြီရောက်သွားပြီဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်အာအဲ့တော့ပို့ရသွားဆောက်နော်ဆိုတော့အဲ့တော့အာကျွန်တော် cache အာ day1.tash file ဆိုပြီးကျွန်တော်စောက်လိုက်နော်ဆိုတော့ကြည့်ရဆိုကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ ls အ ls ဆိုပြီးကျွန်တော်ကြည့်လိုက်ပါတော့ဆိုတော့ဆိုကျွန်တော်ဒီကျွန်တော်ရဲ့ဒီအာ cs100 ဆိုရယ် folder အောက်မှာကျွန်တော် day1.tash ဆိုရယ် file တစ်ဖိုင်ပေါ်လာဆိုလို့ကျွန်တော်ကျွန်တော်ဘာလုပ်လိုက်တာလဲဆိုတော့ဟိုတခုခုလောက်ကျင်လားဥမာ folder စောက်ကျင်လဲဆိုလဲ command နဲ့သွားအာဥမာ file စောက်ကျင်လား command နဲ့သွား delete ကျင်လားကျွန်တော်အဲ့ဒီ file ကို delete ကျင်လားဆိုတော့ကျွန်တော် rm ah day 1 dot hash တော့ delete အဲ့ဆိုကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အဲ့ဆိုရင်ခုနပြန်ကြည့်အောင်နော်ဆိုတော့ကျွန်တော်အပေါ် command လေးကိုပြန်ကြည့်မယ်ဆိုတော့ပြန်ကြည့်တယ်မရှိတော့ဆိုတော့ okay အဲ့တော့ file ဖြတ်ကျင်တာ command ရေးတယ်အာကျွန်တော်အဲ့ file တခြားနေရာရွှေ့ကျင်တာ command ရေးရယ်နာမည်ပြောင်းကျင်တာ command ရေးရယ်ပြောရအောင်ဘာပဲလုတ်ကျင်လုတ်ကျင်လုတ်ကျင်ကျွန်တော်တို့က command ရေးလိုက်တာနော်ဆိုတော့အဲ့ဒီလိုမျိုးရေးရွယ်ချက်အဲ့ဒီအဲ့ဒီအနှစ်အဲ့ဒီအနှစ်သာလေးကိုသိချင်ဒီဒီ course မှာအားလေးကိုသိစေချင်အော်အဲ့တော့ ဟိုပြောရရင်ဒီ command တွေတင်လိုက်လို့ဟို hacker ဖြစ်သွားမှာမဟုတ်ဘူးเนาะတော်ကြ hacker ဖြစ်တယ်အချိန်မှာဆိုလို့เนาะဆိုတော့ okay အဲ့လိုမျိုးတော့လည်းမဟုတ်ဘူးကျွန်တော်တို့ကဒီမှာဟိုအဓိကအလုပ်တွေပို့တွင်တယ်ပြီးရင်ကျွန်တော်တို့ server တွေကို control လုပ်တဲ့အခါမှာကျွန်တော်တို့ကခုန GUI ရဲ့ architecture ကပါလဲဆိုကျွန်တော်လေးတယ်နော် GUI ကဥပမာထားပါတော့ဟိုမင်းတို့ game software ကြီးပါလေဆိုသိမှာပါဥပမာကိုကဟိုမှာ game graphic အရင်ကောင်းတဲ့ game ကြီးဆိုရင်ဥပမာ Wukong လို့နော်ဟာဗာလဲ Black Mist Wukong လို့ဥပမာထားပါတော့ အဲ့လိုမျိုးဥမာ Call of Duty တို့အဲ့လို game ကြီးမျိုးတွေဆိုကျွန်တော်ဟို graphic အရင်မြင်ကျွန်တော်အဲ့လိုမျိုးအဲ့လိုမျိုး graphic အရင်မြင်လာလေကိုယ့်ရဲ့ computer က performance အရင်လိုလာလေကျွန်တော်အဲ့အဲ့အဲ့ခုန graphic ကိုနိုင်ဖို့အတွက်ကိုကျွန်တော်တို့က light လောက်ရတယ်ဆိုတော့ဒီမှာလည်းပဲအတိုင်းပဲကျွန်တော်ရဲ့ computer မှာအဲ့လို graphic ကအရင်လိုအပ်လာတဲ့အချိန်ကြီးရှိအဲ့ဒီအချိန်ကြီးကျကျွန်တော်တို့ကျွန်တော်တို့ကဟိုအဲ့ဒီ performance ကို light ပြီးတော့ကျွန်တော်ရဲ့ computer ရဲ့ performance ကလိုက်ကောင်းနေမှာရပါနော်အဲ့တော့အဲ့ဒီလိုမျိုးစနစ်တွေ ကျွန်တော် resource တွေကိုသုံးနေစရာမလိုတော့ဘူးကျွန်တော်ဒီ lineage ကိုသုံးလိုက်တဲ့အခါမှာအဓိက lineage ရဲ့အဓိကအားသာချက်ရည်ရွယ်ချက်ကဒါပဲကျွန်တော်တို့ကဒါလေးပဲရေးရုံပဲကုတ်လေးရေးလိုက်တယ် command လေးရေးလိုက်တယ်ဆိုတော့ကျွန်တော်ဖြည့်ချင်တဲ့အလုပ်ကပြီးသွားတယ်အဲ့လို command ဒီနေရာမှာပဲ command နဲ့ပဲကျွန်တော်က computer တကူလုံးကိုမလုပ်နေဆိုတော့ထင်းချုပ်နေတာဒါကြောင့်မလို့ကျွန်တော်တို့က lineage ကိုသုံးတယ်ဖြစ်နော်ဆိုတော့အဲ့တော့ကျွန်တော်ဒီ course မှာကျွန်တော်အော်ဒီ command အဓိကအသင်ပေးခြင်းနော် command တွေသုံးပြီးအလုပ်တွေဘယ်လိုလုပ်လဲဆိုတော့သိစေခြင်းနော် lineage ကဘာလဲဆိုတော့သိစေခြင်း โอเคဆိုတော့အဲ့တော့ကျွန်တော်တို့ဒါအာဘလို့သုံးလဲဆိုတော့ကျွန်တော်ပြောပြပြီးပါတော့ဆိုတော့ install software ကိစ္စသွားမယ်ကျွန်တော်ဒီ video လေးနည်းရှည်နေပါတော့။ Okay install software ကိစ္စသွားမယ်ဆိုတော့ကျွန်တော်တို့ install software ရန်လွယ်ပါရဲ့။ဆိုတော့ကျွန်တော်တို့ဒီဟိုဟာမှာအာကျွန်တော်တို့ဒီ windows မှာ windows ရဲ့ဟိုဟာပေါ့နော် store လာ sorry ကျွန်တော်အာ microsoft store ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်ဖွင့်လိုက် microsoft store ကကျွန်တော်ပြောင်းတာတစ်ခုတော့ပြောပြရမယ်။ microsoft store ကဟိုအဲ့လိုဒီလိုမျိုးအဝိုင်းလည်နေတာပါလေ။ဆိုတော့ အဲအဲ့ဒီတခုတော့ရှိပါနော်ဆိုတော့ဖာသေးကြရင်သူတို့ဒီ Microsoft က error ကြီးရှိတယ်နော်နည်းနည်းကြောင်းနေတတ်โอเคဒီမှာဒီမှာခုဆိုကျွန်တော်စမ်းပြဖို့အဆင်မပြေဘူးလားမသိပါဘူးโอเคကျွန်တော်တို့ Microsoft Store ကအဲ့လိုမျိုးကျွန်တော်တို့အာနည်းနည်းလေးနော် Microsoft Store ကနည်းနည်းလေးအဲ့လိုလေးဖြစ်တတ်တယ် အာဖြစ်တယ်လေဆိုတော့တုံးလို့မရလားလို့အင်တာနက်လိုင်းမကောင်းတာလို့နော်သူတို့ရဲ့ website သူတို့ရဲ့ server ဘက်ကဟိုကကြောင်နေရမျိုးဖြစ်တတ်တယ်ပေါ့နော်โอเคအခုလက်ကမကောင်းပါဘူးပေါ့နော်အဲ့တော့ကျွန်တော် example ပြလိုက်မယ်အကယ်၍ဒီ video ကိုကြည့်နေတဲ့သူတွေကအာ like လုပ်လို့ရတယ်ဆိုရင်တော့အချိန်လေးပေးပြီး like လုပ်လိုက်ပေါ့နော်ဆိုတော့ okay โอเคเนาะဒီမှာကျွန်တော်ဒီမှာ web ကနေပဲရှားလိုက်တယ်ဟိုဒီမှာကျွန်တော် open store app ဆိုတာကြီးနည်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 းစားတယ်ဒီစင်မပြေအဲကျွန်တော်ဒီမှာပဲပြလိုက်ပါမယ်ဆိုတော့ကျွန်တော်ဘာရှားမလဲဆိုတော့ WSR လို့ရှားလိုက်နော် WSR လို့ရှားတယ်ရတယ် sorry ဒါမှမဟုတ်ကျွန်တော်ဟိုဘာလို့ရှား open do ပေါ့နော်ကျွန်တော်တို့ဒီမှာဟို linux os တွေကအများကြီးရှိရဗျ linux ဟိုနော် linux ကိုအသုံးလို့ရတယ် linux ရဲ့နည်းပညာကြီးပေါ့နော်ဆိုတော့ကျွန်တော် linux အမျိုးအစားကြီးကျွန်တော်အများကြီးရှိတယ် အများကြီးရှိတာဆိုတော့ကျွန်တော်ဒီနောက်မှာ DBI တပီရမနော်ဟာကျွန်တော်ဒီမှာ recommend ပေးရတာ Ubuntu ပဲရှာလိုက်ပါ Ubuntu ကအရန်လွယ်လို့ပေါ့နော် Ubuntu လို့ကျွန်တော် Sans လို့ကြိုက်တာအသုံးပေါ့နော်ကျွန်တော်ဒီမှာ Ubuntu ကအလွယ်ကူဆုံးပဲအဲ့တော့ကျွန်တော်ဒီနောက်မှာ Ubuntu ရှိရခါလီ Linux တို့ပါလို့ရှိနော်ဆိုတော့ကျွန်တော်ဒီမှာ Ubuntu 22.04.5နော် LTS ဆိုတာရှိဒီကောင်လေး recommend ပေးရဒီကောင်လေးကိုကျွန်တော်ဘာလို့လိုက်မလဲဆိုတော့ install ဆွဲလိုက် ကျွန်တော်တို့ရဲ့ခုနကဒီ Microsoft Store ကိုဝင်ပြီးတော့ install ဆွဲလို့ရတယ်ဆိုရယ်ဒါမှမဟုတ်ဒီကနေပြီးတော့ကျွန်တော်တို့ download လုပ်လို့ရတယ်ရပါတော့ဒီကောင်အရန်တွေရယ် download လုပ်လိုက်ပြီးပြီတုံးလို့ရတယ်နော် download လုပ်လိုက် download လုပ်တာလေးပြင်အောင်စောင့်လိုက်တုံးလို့ရပြီပေါ့နော် okay ဆိုတော့ဒီမှာတော့ version အမျိုးမျိုးရှိရယ်နောက်ဆုံး version ဖြစ်တဲ့ကျွန်တော်တို့ကဒီမှာ20ပေါ့နော် sorry 24.0.1ဆိုရယ်ဒီကောင်လေးကိုတုံးပေါ့နော်ဘာမှမဖြစ်ဘူးအကုန်လုံးကအာဘာမှကျွန်တော်တို့ကွန်ပျူတာတွေအရင် space တွေနေရာယူမသွားဘူးပေါ့နော်ဆိုတော့ okay တော့ဒါလေးကို download ဆွဲလိုက်ဆွဲလိုက်ပြီးရင်ကျွန်တော်တို့ဘာထူးရအောင်လဲဆိုတော့အာကျွန်တော် install ပါအရင်ဟိုဟာလုံးရှုပ်ပြီးလုံးနေစရာမလိုဘူးအာဆွဲလိုက်ဘာထူးကြအောင်လဲဆိုတော့ကျွန်တော်ခုနပြောသလိုကျွန်တော်တို့ဒီ terminal လေးကိုဖွင့်လိုက်ပါနော်ဆိုတော့ဖွင့်လိုက်ပြီးတော့ကျွန်တော်တို့ခုနကကျွန်တော်တို့ terminal ကိုဖွင့်နေမှာခါမှာဒီလိုမြင်ရပါလိမ့်နော်โอเคကျွန်တော်ပြန်လုပ်ပြ Windows key နဲ့ R နဲ့ခွင့်လိုက်တယ်ကျွန်တော် CMD ဖွင့်တယ်ပေါ့နော်โอเคဒါမျိုးတွေ့ရပါလိမ့်မယ်တွေ့တဲ့အခါကျကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ WSR လို့ရေးလိုက်အာဒီလိုနည်းနဲ့ဖွင့်လို့ရရတယ်နောက်တနည်းအကျတော့ကျွန်တော်တို့ပါလဲဆိုတော့ ဒီဖွင့်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာသူကဒီနားလေးမှာပုံမှန်အပြင်ကဒီလို၃ခုပဲရှိတတ်တယ်နော်ဆိုတော့အဲ့ခုနကကျွန်တော် Ubuntu ကိုကျွန်တော် install ဆွဲပြီးတဲ့အခါမှာကျွန်တော် Ubuntu ဆိုပြီးကျွန်တော်တို့တစ်ခါထပ်ပြီးတော့နောက်တစ်မျိုးထပ်ပေါ်လာပါလိမ့်မယ်အဲ့ဒီခါလေးနဲ့ဖွင့်လိုက်ပြရဒါဆိုတော့သူက Ubuntu UI လေးတော့နည်းနည်းဖြစ်နေကြတယ်အဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလေးရအောင်နော်ဆိုတော့ care of pwd ကို okay ကျွန်တော်ဒီကောင်ကပို့ပြီးတော့ကျွန်တော်တို့အမြင်အမြင်ရှင်းတယ်ဆိုတော့ဥမာဒီရောက်ပါရှိတယ်ပေါ့နော် အော်ဘာမှမရှိဘူးပြနော်ဆိုတော့ဥပမာဒါပါကျွန်တော် MK DIR ကျွန်တော် folder တစ်ခုစောက်လိုက်မယ်ဆိုတော့ CS and draft CS and and draft ဟမ်ကျေးဇူးပါ Android days C H A L L A N G ဆက်လာမနော်โอเคကျွန်တော် folder တစ်ခုစောက်လိုက်တယ်ဆိုတော့ကျွန်တော်တန်းကြည့်မယ် folder တစ်ခုရပါတယ်နော်โอเคဒီကောင်အရင်ယူရှင်းတယ်ဒီကောင်ကတော့နည်းနည်းလေးကျွန်တော်ခုနကကျွန်တော် WSL နဲ့သုံးတဲ့အကောင်ကနည်းနည်းလေးအာဒီနားနားလေးရနည်းနည်းခက်တယ်နော်ဆိုတော့ဒီကောင်ကတော့ကျွန်တော်လက်တွေ့ စာသင်တဲ့အခါကျရင်ဟို sorry အာကျွန်တော်လက်တွေ့ကျွန်တော်ပြီးရင်စမ်းတဲ့အခါကျရင်ကျွန်တော်ဒီနီးလန်းလေးကိုသုံးနော်အာကျောင်းသားတွေကဒီကောင်နဲ့လိုက်ပြီးတော့စမ်းစီခြင်းတယ်အာဒီဘက်က WSR နဲ့စမ်းတာတွေကကျွန်တော်တို့အခုမှ beginner တော့နားလည်အောင်နဲ့ခက်နိုင်ဘာဖြစ်လို့ဆိုတော့ဒီ fuller လမ်းကြောင်းတွေကကျွန်တော်တို့နည်းနည်းလေးကမောက်ကမောက်နည်းနည်းဖြစ်နိုင်နော်โอเคဒါကြောင့်မလို့ဒီနီးလန်းနဲ့စမ်းပါโอเคအဲ့တော့ဒီဗီဒီယိုသင်ခန်းစာကိုကြည့်နေတဲ့သူကအဲ့တော့ sorry ဒီဗီဒီယိုကြည့်နေတဲ့သူကကျွန်တော်တို့ဒီအဆင့်လေးရရပြီနော်ဆိုတော့အဲ့မှာဘာစမ်းကြည့်မလဲကျွန်တော်ဒီအဆင့်လေးရပြီဆိုဘာစမ်းကြည့်မှာလဲ PWD လို့စမ်းကြည့်လိုက် ်အာဒီအစင်းရပြီဆို PWG လို့စမ်းကြည့်လိုက်ကိုဘယ်နားရောက်နေလဲကိုရဲ့နာမည်နဲ့ဟိုကကြလာလိမ့်မယ်အာနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲ့ထဲမှာဘာမှမရေးလိုက်ရဥမာဒါ LS တို့ကျွန်တော်တို့ငါဒါလေးစမ်းပြီးရေးကြည့်ပေါ့နော်ဥမာ time တို့ပေါ့ဒီမျိုးလေးစမ်းပြီးရေးကြည့်ပါနော်အာ okay ဆိုတော့ local time တို့ပေါ့ရေးကြည့်ပေါ့နော် okay sorry local time ရှိဘူးအာဥပမာ date ပေါ့နော် okay ကျွန်တော် date တို့ပေါ့စမ်းကြည့်ပေါ့နော် date နော် okay အဲ့တော့ကျွန်တော်ဒီနေ့ပါနေလဲဆိုတော့ဘယ်ဘယ်အချိန်လဲဆိုတော့ကျွန်တော်တို့ကြားတယ်အဲ့တော့အားလေးစမ်းကြည့် အာ clear လို့ကြည့်မယ်နော်အဲ့တော့ date စမ်းကြည့်အဲ့ဒါက PWD ဆိုပြီးစမ်းကြည့်နော်အဲ့တော့အဲ့ဒါလေးပေါ်လာရင်ရပြီအဲ့ကျွန်တော်ဒီနေ့အတွက်အာကျွန်တော်ဒီ install ဆွဲတဲ့ကိစ္စကကျွန်တော် WSL ကိုပဲဆွဲလိုက်ပါမယ်နော်ဆိုတော့ကျွန်တော်အနောက်ကကျွန်တော်ဒီ virtual box နဲ့ကျွန်တော်တို့ဒီ virtual box လုပ်တဲ့ကိစ္စကိုတော့ကျွန်တော်အလင်းတင်တင်ပေးမယ်အလင်းမတင်တော့ဆိုတော့ကျွန်တော်တင်ပေးလို့မရအောင်စကစ်ခဲ့ပါဘူးနော်